ဘောငါ့ကိုတရင်ပေးရကဘာပြောวะလဲဆိုတော့အမအမျိုးသားတော့ကဘာကျော်နွားကြီးတဲ့ဟဲ့တရားဝင်အိမ်မှာပေါန်းတာလင်းက9ရောက်တယ်တော့မှပတ်စံမင်းမရှိရင်ဘာမဆိုအကုန်လောက်တယ်ခေါ်လို့ရတယ်အဲ့တော့အဲ့ရလူတွေကလည်းခေါ်ခေါ်ပြီးတော့လောက်တယ်ရိုင်းရိုင်းပြောရင်မရအယောက်20တော့မကဘူးတဲ့နော်သူတို့ကအောက်ပါအရေးချင်းကိုကြည်တာရှင့်ပြူစုအယူရအနုရတွေကသူကကျမောက်ပြပိုကျွမ်းတယ်ပိုကျွမ်းတော့ပါရမှုရှာတဲ့ယောက်ျားတွေ အုံနောက်မရှိတဲ့ယောက်ျားတွေဒါမျိုးတွေနဲ့အားလုံးဝဲမင်္ဂလာပါဗျကျွန်တော်ကတော့ခွန်မိုးလေးပါဗျအခုကျွန်တော်ထပ်ပြီးတင်ဆက်ပေးမယ့်ဗီဒီယိုအကြောင်းအရာလေးကတော့အိမ်တော်ကြီးကမကောင်းတဲ့ဒီအမကသူ့ယောက်ျားနဲ့ဖောက်ပြန်နေတဲ့မြင်ငယ်မကလည်းပြည်ဝင်ပေါင်းတဲ့ယောက်ျားတွေ၄ယောက်ရှိတယ်တဲ့ဗျနော်သူနဲ့ဆိုရင်ဒါ၅ယောက်မြောက်တယ်ဗျနော်ဒီ၄ယောက်ပြင်ကမှဒါတရားဝင်မပေါင်းတင်ရပဲနဲ့အတူတူနေခဲ့ရတဲ့သူတွေလည်းရှိတယ်ဆိုပြီးတော့ပြထားတဲ့ဗီဒီယိုဖိုင်အပြည့်စုံလေးကိုကျွန်တော်နဲ့အတူတူအစုံလေးလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်ဗျ လက်ရှိတစ္ဆာပိုင်ကအဲ့ဒီဘော်တော်ဒီတောဆွန်မှာဘလောက်ခီတောင်နာမည်ကြီးလဲဆိုရင်တိလားလော်တော်လွတ်လို့မရဘူးတဲ့နော်သူရဲ့ဒုတိယနေဆိုလို့ရှိရင်သူ့ကိုဘလောက်ဖြီတော့ကြောက်သွားလဲဆိုရင်သူနဲ့တရားဝင်ပေါင်းနေတဲ့နှစ်ယောက်နေခိုးခံတာနော်ခိုးခံတာအဲ့တော့သူနောက်ဆုံးစိတ်ကုံသွားပြီးတော့ပြောမယ်ဆိုလို့ရှိရင်တော့တရားဝင်လည်းမကွာဘဲနဲ့ထွက်သွားတာပေါ့နော်ဟောအဲ့ဒါပြီးတော့တခါတတိယလင်းတတိယလင်းကလည်းအဲ့တိုင်းပဲ နော်သူ့တယ်မခံနိုင်လို့ထွက်သွားတယ်အဲစရုပ်ဒလင်စရုပ်ဒလင်ကြော်ကြီးကတော့ကျွန်မဆက်သွားပြောသလိုပေါ့ငတက်ပြားပေါ့နော်သူကရန်ကုန်ကရန်ကုန်ကငတက်ပြားသူကလိုခိုးရပါပစ္စည်းပဲသူ့စီအတ်ထားတာအတ်ထားတော့ကြတော့အဲ့ကောင်မဒီမှာအတွင်းပစ္စည်းတွေရွှေတွေပစံနေပါသွားတာပေါ့ကွယ်ပါသွားတဲ့ခါကျတော့အဲ့ကောင်ကတော့ခုကိုတည့်ရမလားခုချိန်ကြီးပေါ့နော်သူ့ကိုတခိုးချောင်းချောင်းနေတာအဲကျွန်မတော့အဲ့ဒီကျွန်မကို information လာပြီးတဲ့တယောက်ကို ပြောလိုက်ပါတယ်အဲ့လိုပြောလို့နော် information လာပေးတဲ့လူကလည်းအပုတ်ချပြီးပြောတာမဟုတ်ဘူးเนาะရှင်းရှင်းလေးเนาะတတိရှိရဲ့ဆိုလို့ရှင်အဲ့ရက်ကွက်လေးကို like ခက် like ပြီးเนาะ public နဲ့ချပြီးတော့ national တက်တာပိုင်းဆိုတာဘလို့မိမအစားမျိုးလဲဆိုတာကျွန်မဖော်ပြီးမယ်ကျွန်မဘာဖြစ်လို့ဒီလိုပေါ့เนาะတစ်ဖက် main ကလေးကိုကျွန်မညံ့အောင်လုပ်တာလဲလို့မတော်ကပြောချင်ပြောလိမ့်မယ်တေချာစဉ်းစားเนาะကျွန်မဘဝကြီးပြတ်သွားတာเนาะဟုတ်တယ်เนาะ ကျွန်မပြန်ဖတ်သက်လို့မရကျွန်မဒီမျိုးသားကိုကျွန်မပြန်လည်းမခံဘူးเนาะဒါပေမဲ့ကျွန်မဘဝကြီးပြတ်သွားတယ်ကျွန်မသားဖခင်မဲ့သွားတယ်သူ့မှာသာဗောနော်လူသားချင်းစာနာတဲ့စိတ်ကိုချင်းစာတရားရှိတဲ့စိတ်ဟဲ့ဆိုလို့ရှိရင်သူကဒီလိုမျိုးတွေသူမလုပ်ဘူးသူသူများအိမ်တော်ကိုဖြိုခွဲခဲ့တာကျွန်မအပါဆို၄ယောက်ရှိသွားပြီเนาะလေယောက်ရှိသွားပြီเนาะကျမသူ့တော်သားဒီလိုမျိုးမနှိပ်ကွပ်ဘူးဆိုရင်သူနောက်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 လာအောင်မှာပဲအိမ်တော်ရှိရတော့သူ့တော်ကောင်းမမျိုးอ่ะ ငရဲကိုသူကလေ special plan နဲ့ကို package တွေဝယ်နေတာเนาะသူများတွေကထားလိုက်တော့တစ်ကြိမ်တစ်ခါပေါ့เนาะတယောက်လောက်မှားသွားပြီသူကသူအတိတရားလေးရပြီးတော့ထိန်းနေဟေ့ဆိုလို့ရှင်တော့မှနည်းနည်းခံတာသေးရသူကမဟုတ်ဘူး KTV မှာလည်းလုပ်ဘူးတယ်ဘားမှာလည်းလုပ်တယ်ကလပ်မှာလည်းလုပ်တယ်အဓိကတော့ကြိုက်တယ်လို့ခေါ်အခုလာပြောတဲ့ကာယကံရှင်တော်မှသူနဲ့အတူတူလိုင်းကားစီးပြီးတော့ဘကိုးလမ်းတော်မှာဆင်းသွားတယ်အကောင်တော်ကကားနဲ့ဆောင်ပြီးတော့ခေါ်သွားတယ်အခုပေါ်ငါ့ကိုတရင်ပေးရကွာပါလဲဘာပြောွားလဲဆိုတော့ အမအမျိုးသားတော့ကဘာကျော်နွားကြီးတဲ့ဟဲ့ကိုတော့မစိတ်တမတမျိုးဖြစ်သွားတယ်ဟဲ့ဘာလို့ကဘာကျော်နွားကြီးလဲဆိုတော့ဟာအမရဲ့တဲ့တရားဝင်အိမ်မှာပေါင်းတာလင်းက9ရောက်တယ်ကောင်မပတ်စံမရှိရင်ဘာမဆိုအကုန်လောက်တယ်ခေါ်လို့ရတယ် ဲ့တော့အဲ့ရလူတွေကလည်းခေါ်ခေါ်ပြီးတော့လှုပ်တယ်ဟုတ်ပြီအပြင်ကလည်းအဲ့တိုင်းပဲဘကိုးဖျားကြီးမှာဘကိုးသူနဲ့ဆိုရင်လိုင်းကောင်းပေါ်မှာအတူတူစီးတာလေဖျားကြီးမှတ်တိုင်မှာပေါ့နော်အစင်းသွားပြီဘကိုးလမ်းပေါ်မှာဆင်းသွားပြီးတော့ဟိုကကားနဲ့ဆောင်ပြီးခေါ်သွားတယ်အိမ်ရှိဟိုလမ်းထိပ်မှာလာခေါ်တယ်မရဲတဲ့ကျွန်တော်ခရမ်းရမ်းပြောရရင်မရဲအယောက်20တောင်မကဘူးတဲ့နော်သူက KTV မှာလည်းလုပ်ဘူးတဲ့ဒါတော့ तू သိတဲ့အယောက်20ဆိုတာနော်သူတို့ဒီကျင်လေတဲ့ဖျားကြီးနော်ဒီတောသွားမှာလည်းညင်တဲ့အယောက်20ကိုပြောတာနော် အဲ့အပြင်ပြင်ပြင်ပမှာပတ်သက်ထားတဲ့အမျိုးသားတွေမပါသေးဘူးเนาะအဲကျမချန်နွားကြီးကတော့သူဝစ်စလစ်တွေနဲ့ပုံတွေတွေ့တော့တော့သဘောထားရမ်းကြည့်တယ်မှသူတို့ကဘာလို့သဘောထားရမ်းကြည့်လဲဆိုတော့သူတို့ကမိန်းမတယောက်ရဲ့သစ္စာတရားကိုကြည်တာမဟုတ်ဘူးကိုကျင့်တရားကိုကြည်တာမဟုတ်ဘူးအရေးချင်းကိုကြည်တာမဟုတ်ဘူးသူတို့ကအောက်ပါအရေးချင်းကိုကြည်တာရှင့်ဟုတ်တယ်เนาะဘာဘာလို့အဲ့လိုအောက်ပါအရေးချင်းကိုကြည်ရလဲဆိုတော့ကျမတို့ကတလက်ကင်ပြည်စည်းဆိုတော့ကျမတို့ကဒီပြည်စည်းကိုဖွက်ဖို့သဘာဝအတိုင်းပဲထားတာရှင့်တယောက်တစ်ယောက်အတွက်တည်တံ့ထားတာ သူတို့ကြတော့လူတကာနဲ့ဒီလက်ွက်ကြီးပြပြီးတော့အတုံးတော်ခံရတာဆိုတော့သူတို့ကသေးဝါးတွေသုံးဘာတွေသုံးဆိုတော့အမရဲ့သင်သားကြည့်လိုက်ပေါ့နော်ကျမတို့လည်းခေပညာတက်ပဲမိုင်းမသိတာမှမဟုတ်တာသိတာပေါ့နော်သူတို့ကဒါကြီးကျွမ်းကျင်တယ်လေအပြုစုအယူရအနုရတွေဟာသူကကျမတို့ကပိုကျွမ်းတယ်ပိုကျွမ်းတော့တဏာကြီးတဲ့ယောက်ျားတွေတာယာမှုရှာကျင်တဲ့ယောက်ျားတွေအုံနောက်မရှိတဲ့ယောက်ျားတွေကိုဘွားကိုဖြစ်ချင်ရဖြစ်ဆိုပြီးရေစုံမျောတဲ့ယောက်ျားကြီးကျတော့ဒါမျိုးတွေနဲ့ဟုတ်တယ်ဗျာနော် ตายามุทุกข์ด้วยជីပြီးတော့ဇုံလုံးကဲနေတာတော့ဒီလိုအပြည့်မနေပဲတန်နေပြန်เนาะဟုတ်တရေလာပြီးတယ်ဗောเนาะ info ပြီးပြီးတော့တော့အောင်ရှိတယ်သူတို့တော့အောင်လုံးပြောတာဗောเนาะအမရဲ့တဲ့သူ့အเจ้าအမဘယ်တဲ့မှာထည့်ပြီးပြောတာမတန်ပါဘူး းတယ်เนาะသူကြောင့်မှကတော့မလိုက်ပြောရင်လည်းစိတ်တွေလည်းဟိုဖြစ်တယ်ထားလိုက်ပါတော့တဲ့သူလိုဟုတ်တယ်မန္တလေးသူလိုသူများအိမ်တော်40လုံးအိမ်တော်ရေးဖြတ်ပြီးခဲ့တဲ့မိမာသူများလင်နေရောလူလွတ်တွေရောဘာတွေရောညာတွေရောပတ်စံပေးရဝဲခန်းဆိုတဲ့အမျိုးသမီးမျိုးနဲ့အမရဲတဲ့အမတန်းညှိပြီးပြောတော့အမပါတိတ်ခါကြားတယ်တဲ့အဲ့တော့ဒါမှမဟုတ်ပေါ့เนาะကျွန်တော်တို့ကျမတို့ကသိသိကြလို့ပြောတာအဲ့တော့အမအမသူတို့အဓိကကျမတို့လာပြောတာတော့ ြောတာတော့ဗောဒီမျိုးသမီးရဲ့အပုပ်ကိုချကျင်တယ်ဆိုတာထက်ကိုအဲကျမမျိုးသားနဲ့ပြန်ပေါင်းမှာကြောက်လို့ဗောနော်အဓိကတော့ ကျမမျိုးသားကယောဂပိုတဲဆောင်သူကတော့လုံးဝရာဂိုင်းလို့မြင်မြတ်တော်တော်များများဖြစ်နေပြီ။ဘာဖြစ်နေသော်ဒီမျိုးသမီးကတယင်ယောဂနဲ့ပတ်သက်ပြီးတော့ဆေးရုံမှာလည်းတက်ပြီးတော့ဆေးကုသမှုခံယူတာခံယူထားမှုတယ်။ခံယူထားမှုတယ်ဆိုတော့အမရဲ့ဒီလောက်လိန်ဆက်ဆံမှုများပြီးတော့သူ့ရဲ့အသားရည်ကလည်းအမတို့တစ်တော့မှသာ effect တွေနဲ့ဖွေးဆွပြီးတော့ဖြူနေတာအပြင်မှာအသားနှစ်ထင်ပရင်နှစ်ထင်ပရင်တွေကကြာနှစ်ပူးရပြောင်းအသားရည်ကမွဲချောက်ချောက်နဲ့ရုပ်လေးကတော့သူ့အလည်းသူအမရဲ့တန်ဖိုးရှိရှိနေလို့ရှင်တော့ရုပ်လေးကတော့မိမချောစင်းနဲ့မှပါတယ်ဒါပေမဲ့ ဲ့သူကသူ့ကိုယ်သူတန်ဖိုးမရှိတဲ့ပေါ့နော်မိမဖြစ်သွားပြီနော်ဒါကကျွန်မမတန်ဖိုးဘူးနော်သူ့ကိုယ်သူတတ်မှတ်တာအေးရက်ကွက်ထဲကိုအမတို့သွားလိုက်ကျွန်မလိုက်ဖို့ဆိုလဲပို့ပေးမယ်ကျွန်မသူများပို့ချတော့လိုက်ပို့ပေးမယ်တိန်တက်စင်းအမတို့လိုက်ပေးလိုက်အဲ့မျိုးသမီးကိုမိမကောင်းလို့တတ်မှတ်လားမိမယုံလို့တတ်မှတ်လားဆိုတော့အမလိုက်ပေးလိုက်တကယ်နော်အမခရိုင်ရိုင်ပြောရရင်ဖာတဲ့အောင်ဘုထက်မြတ်တယ်တိတ်လားဖာတဲ့အောင်ဘုထက်မြတ်တယ်သူကဖာတဲ့ထက်ဆိုးတယ်အမ အိမ်အောင်ရှိတဲ့မျိုးသားရင်းနဲ့လည်းဖောက်ပြန်တယ်ဟုတ်တယ်နော်လင်းကြီးငုတ်တုတ်ရှိတဲ့သားနဲ့လည်းအမလင်းနေထားတယ်နောက်ဆုံးသူ့လင်းကမခံနိုင်တော့တဲ့အဆုံးမှာအမတရားဝင်မကွာဘဲနဲ့ဒီတိုင်းသူ့ကိုရှောင်ဖက်သွားတာကဲအမရဲ့စဉ်းစားကြည့်ဦးအဲ့မျိုးသားတော့အခုကျမကိုလာပြောတဲ့မျိုးသားတော့ပြောသွားပါတယ်အမရဲ့ရချံကုံနွားကြီးလေတဲ့ပဆန်ပေးနေတဲ့အချိန်ရှိနေတဲ့အချိန်တော့ဒီကောင်မကငြိမ်နေလိမ့်မယ်တဲ့မပေးနိုင်တဲ့အချိန်ကြလို့ရှိရင်သူများနဲ့ကုန်းပါပဲတကယ်မရဲ့ စဉ်းစားကြည့်လိုက်ဦးနော်ကဲကျမအိမ်ကခြံကုန်သွားလဲဘယ်လိုပဲပြောပြောပေါ့နော်ตาရဲ့အဖေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဘာစိတ်မှတော့မရှိဘူးကျမ်းမာရေးတတိလေးတော့ပေးချင်တယ်နော်ယောဂလေးသွားဆက်လိုက်ပါစိတ်လေးသွားဆက်လိုက်ပါတတိဆိုတာပိုတယ်မရှိဘူးနော်စေတနာနဲ့ပြောတာပါတမျိုးမမြင်ပါနဲ့ခုလိုသူများအိမ်တော်ကြီးကိုလိုက်ဖြက်စီးနေရကဒါပဲဘာသာကနေပဲကြည်ကြည်ကောင်းတဲ့အရာတော့မဟုတ်ဘူးဗျာနော်အရေးကိုကြမှာတော့တည်ချတယ်ဗျာနော် ောက်ကြလေးတွေအနေနဲ့ကလည်းခဏတာသာယာမှုအတွက်နဲ့တော့ကိုအိမ်တော်ကြီးကိုဒါဖြည့်ဆည်းတင်ပြန်ပြန်နော်ကြည်နေတဲ့သူတွေရဲ့တင်ပြန်ပုံသက်ချက်လေးတွေကိုလည်းကျွန်တော်ရဲ့ comment အောက်မှာရေးပြီးတော့ကြောင်းပြန်နော်အဆုံးဒီလိုက်ပါကြည့်ရှုပေးတဲ့သူတိုင်းကိုကျေးဇူးပါဗျနောက်ဗီဒီယိုဒီမှာကျွန်တော်တို့ပြန်လည်းဆုံတွေ့ချမယ်ဗျ